မင်္ဂလာပါအခုချိန်ကစပြီးတော့အောက်တိုဘာလ22ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီ။ကျွန်မအမီပါ ကဲဒီနေ့တော့ကျမတို့တွေကချင်ပြည်ဖက်ကန့်ဒေတာစီရေးအခြေအနေတွေနဲ့စပါမယ်ကချင်ပြည်ဖက်ကန့်ဒေတာမှာကချင်လူလက်ရေးတက်မလို့ KIA ရဲ့တက်မဟာကိုဒီတက်ရင်6ပေါ့လေနေရာဟောင်းတဝိုက်ကိုစစ်တပ်ကအောက်တိုဘာလ21ရက်နေ့ဒီနေ့မနက်9နာရီခွဲလောက်မှာလေကြောင်းကနေအကြိမ်ပေါင်းများစွာဘုံကျဲတက်ခိုက်သွားပါတယ်အဲစစ်တပ်3လေးရင်ဟာဒီ KIA တက်ရင်6နေရာဟောင်းပတ်ပတ်လေဟိုကိုပေါ့လေဒီလေရင်ဘုံအလုံးကြီး 40လောက်လာကျဲသွားတာလို့ဒေတာခန့်မျိုးသားတယောက်ကပြောပါတယ်။အာဒေတာခန့်တော်လှန်ရေးအဖွဲ့တွေကတော့ဒီစစ်တပ်ဟာဆိုလို့ရှိရင်ဖက်ကန်ဒေတာမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အဲတစ်ဖက်မှာတော့အခုလိုမျိုးဒီတက်ရင်ဟောင်းနေရာတွေဒီ KIA ကနေရာယူထားတဲ့အာနေရာပတ်ဝန်းကျင်တွေကိုပေါ့လေပြတ်မှတ်ထားပြီးတော့ချင်းချောက်တိုက်ခိုက်တာတွေလုပ်နေတာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။စစ်တပ်ကဖက်ကန်ဒေတာတွေကလက်လွတ်ထားတဲ့နေရာတွေကိုပြန် ရဖို့အတွက်မြေပြင်စစ်ကြောင်းအပြင်လေကြောင်းကနေပါဘုံကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်လုပ်နေတာပဲဖြစ်ပါတယ်လေကြောင်းဘုံကျဲမှုတွေအပြင်ဒီဖက်ကန်ဒေသမှာဆိုလို့ရှိရင်မြေပြင်မှာလည်းတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေသေးပါဆိုတော့ဖက်ကန်ကဒီမရှိကထောင်ယူမှာဆိုင်းတောင်စိတ်မူရွာလမ်းမကြီးပေါ်မှာစစ်တပ်နဲ့ရန်ဒီပြည်သူစစ်အဖွဲ့တွေကစစ်ရေးလှုပ်ရှားလာတာကြောင့် KIA PDF ပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်အော်တိုဘာလ20ရက်နေ့ဒီမနေ့ ဆိုလို့ရှင်လေမရှိကထောင်ယူမာဘက်မှာပေါ့လေဒီတော်လရေးတက်တွေက ကြိုတင်ဆောင်ပြီးတော့ဒီစစ်ကော်မရှင်စစ်ကြောင်းပေါ့လေစည်ရေးလှုပ်ရှားတဲ့ဟာတွေကိုဂျာဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တာဝန်ရှိသူတွေကပြောပါတယ်ဒီတိုက်ပွဲကြောင့်ရွာတွေကိုလက်နက်ကြီးကြီးကြရောက်ပောက်ကွဲတာတွေရှိခဲ့ပြီးအရသာထိခိုက်မှုမရှိခဲ့ပေမဲ့အဆောက်အုံတချို့ကတော့ထိမှန်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ကရင်ပြည်မြောက်ရီမြို့နယ်လေးကီကော မြို့တင်နာကဒီဆွဲတော်ကုန်းစခန်းကိုစစ်ကော်မရှင်တပ်ကပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီးဖြစ်ပေမဲ့ ဲ့လေးကီကောမျိုးကိုတော့အပြည့်ဝမထိန်ချုပ်နိုင်သေးပါဘူးဒီစစ်ရေးအရအရေးပါတယ်ဆွေတော်ကုန်းစခန်းကိုစစ်တပ်ကအော်တိုဘာလ18ရက်နေ့မှာပြန်ထိန်ချုပ်လိုက်တာဖြစ်တယ်လို့အာကရင်မျိုးသားလူမျိုးရေးတက်မတော် KNL ရဲ့စစ်ရေးသတင်းအရေးမြက်ကပြောပါတယ် KNL နဲ့ပူပေါင်းတပ်တွေကထိန်ချုပ်ထားတဲ့ထိန်ချုပ်ထားတာပေါ့လေဒီတနှစ်ပြည့်တဲ့အချိန်မှာပဲစစ်တပ်ကမြောက်ရီတောင်ပိုင်းကိုစစ်ကြောင်းထိုးလာပြီးတဲ့နောက်အခုလိုမျိုးပြန်လဲထိန်ချုပ်လိုက်တာပဲဖြစ်ပါတယ်လ ၄ GB မျိုးသစ်ဒီရက်ွက်လေးအထီးပေါ့လေဒီစစ်တပ်ကဝင်ရောက်လာပြီလို့လည်းသိရပါတယ်စစ်ကော်မရှင်တက်ဟာဆိုလို့ရှိရင်ဒီကရင်နယ်ကြားစောင့်တက် BGF အဖွဲ့နဲ့ပေါင်းပြီးတော့ပေါ့လေအော်တိုဘာလဆန်းကလေးက၄ GB ဒေတာကိုထိုးစစ်ဆင်ခဲ့တာပါ ဆွဲတော်ကုန်းဟာဒီမြောက်ရီမြို့တမြို့လုံးကိုပေါ့လေအပေါ်စီးကနေမြင်ရတဲ့အတွက်ဒါဟာဆိုလို့ရှိရင်စစ်တပ်အတွက်တော့အစီရေဗျူဟာအရာအရန်ကိုအရေးပါတဲ့စခန်းဖြစ်ပါတယ်။အာဒါပေမဲ့တော်လိုင်းကြီးပူပေါင်းတပ်ဖွဲ့တွေကစခန်းကိုသိမ်းယူပြီးတဲ့နောက်မှာဒီစစ်တပ်ကတက်ဆွဲမထားနိုင်အောင်ပေါ့လေတောင်ကျောတစ်ခုလုံးကိုမြေအပြောင်ရှင်းပြီးတော့ကိုင်းပြင်းကြီးအဖြစ်လှုပ်ထားခဲ့တယ်လို့တော်လိုင်းကြီးတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ဒါကြောင့်စစ်တပ်ဟာစ ဆွဲတော်ကုန်းကို ပြန်ပြီးတော့ထိမ့်ချုပ်ဟိုနိုင်ခဲ့ပြီမဲ့လေဟိုတက်ဆွဲနေထိုင်တာမျိုးတော့မလုံနိုင်သေးဘူးလို့ဆိုရမှာပါစစ်တပ်ဟာဆွဲတော်ကုန်းစခန်းနဲ့မြို့တိရက်ွက်တချို့ကိုပြန်ထိမ့်ချုပ်ထားနိုင်ပြီဖြစ်ပေမဲ့လေးကေကော်မျိုးတစ်မျိုးလုံးကိုတော့အပြည့်ဝထိမ့်ချုပ်နိုင်တာမျိုးမဟုတ်သေးဘူးလို့ဆိုပါတယ်လက်တလုံးမှာစစ်ကော်မရှင်တက်ပြီးတော့ဒီ BGF ပေါ့လေအာပူပေါင်းတက်ဖွဲ့တွေဟာလေးကေကော်ဒေတာနဲ့ဒီဖလူပြီးတော့မင်းလက်ပန်းအင်ဂျင်မြိုင်စတဲ့ဒီ သတွေကိုစစ်ဆင်ရေးလုပ်နေပါတယ်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ဆိုတော့ KNL နဲ့မဟာမိတ်တပ်တွေဘက်ကလည်းပတ်ဝန်းကျင်နေရာတွေကနေပြီးတော့တံပြန်ဖြတ်တောက်ပြီးတော့တိုက်ခိုက်နေတုံးဖြစ်ပြီးတော့မြေပြင်မှာဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးဘက်ကထိခိုက်ကြဆုံးမှုတွေများနေတယ်လို့ဆိုပါတယ် အာရခိုင်ဒေသရဲ့လုံခြုံရေးသတင်းနဲ့ဆက်ပါမယ်။ညမဖမ်းရအမိန်လို့ပြောရမယ်လို့ထင်ပါတယ်။ရခိုင်ပြည်ဒီတန်ရွဲမြို့နယ်အာဂွားမြို့နယ်နားကားပေါ့လေအဲ့နားတဝိုက်မှာရှိတဲ့ပင်လယ်ပြင်မှာပြည်သူတွေရဲ့လုံခြုံရေးအတွက်ညအချိန်ငါးဖမ်းနာတွေကိုမလုပ်ဖို့အာရခတ်တပ်တော် AA ကတားမြစ်လိုက်ပါတယ်။ဒီတားမြစ်ချက်ဟာအောက်တိုဘာလ19ရက်နေ့ကစပြီးတော့ညနေပေါ့လေ6နာရီကနေမနက်6နာရီအတွင်းလုံးဝငါးမဖမ်းချဖို့ကိုထုတ်ပြန်ထားတာပဲ ယ်ဖြစ်ပါတယ်။ AA ရဲ့ထုတ်ပြန်ချက်အရာစစ်ကော်မရှင်တပ်ဟာဒီတိုက်ပွဲတွေဖြစ်နေတဲ့ကြောက်ဖြူနယ်စစ်တွေမြို့ကိုရေချောင်းကနေစစ်အင်အားဖြစ်တင်းမှုတွေပို့ပြီးတော့လှုပ်လာနေတယ်လို့ AA ကသိမ့်ပိုက်ထားတဲ့မြို့တချို့ကို ပြန်ပြီးတော့သိမ့်ပိုက်နိုင်ဖို့အတွက်ကိုလည်းရေချောင်းပြင်ဆင်မှုတွေပို့ပြီးတော့လှုပ်လာနေတယ်လို့သိရပါတယ်။စစ်ကော်မရှင်ရဲ့ဒီရေရင်တွေဟာဆိုလို့ရှိရင်ပင်လယ်ပြင်မှာပြည်သူတွေကိုတွေ့လို့ရှိရင်ဖမ်းဆီးပြီးတော့တပ်ဖြတ်လေးရှိတဲ့အပြင်အရင်ကငါးဖမ်းခွင့် ်ပေးထားတဲ့ရေရင်တွေကိုအကာအကွယ်ယူပြီးတော့ဒီစစ်ရေးဖြစ်တင်းမှုတွေပေါ့လေလှုပ်ရှားလာနိုင်တာကြောင့်အခုလိုမျိုးငါးဖန်းတာကိုကန့်သက်လိုက်ရတာလို့အေအေကပြောပါတယ် ရေလုံငန်းကိုအဓိကမိခိုလောက်ကင်နေရတဲ့ပြည်သူတွေရဲ့စားဝတ်နေရေးအခက်ခဲကိုအေအေကနားလည်လို့အရင်ကအချိန်အကန့်အသတ်မရှိခွင့်ပြုထားခဲ့ပေမဲ့လည်းအခုလက်ရှိမှာတော့ဒီစည်ရေးအခြေအနေရပိတ်ပင်လိုက်ရတာလို့ဆိုပါတယ်ဒီအမိန်ကိုဒီပြန်ပြီးတော့ရုပ်သိမ်းချောင်းပေါ့လေမကြေညာမချင်းညအချိန်မှာလုံးဝငားမဖမ်းချဖို့ကိုအေအေကသတိပေးထားပါတယ်ဒါအပြင်ပြည်သူတွေအနေနဲ့နေခင်ပိုင်းနေမှာဒီငားဖမ်းတဲ့အခါမှာဆို လို့ရှိရင်လည်းကန်းဝေးပေါ့လေကန်းအဝေးကြီးကိုဟိုမသွားကြဘူးထွက်မသွားကြဘူးနောက်ပြီးတော့တကယ်လို့များငါးဖန်းနေရင်းနဲ့ဒီအာစစ် ရေရင်တွေကိုမြင်ခဲ့တယ်ဆိုလို့ရှိရင်မြင်တွေ့ရင်ပေါ့လေဒီကန်ဆက်ကန်းနီးကိုအမြန်ဆုံးစိုက်ကတ်ချဖို့ကိုလည်းတတိပေးထားပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့ဒီတရားမဝင်လမ်းကြောင်းတွေကနေဝင်လာနေတဲ့မြန်မာနိုင်ငံသားတွေအဖမ်းခံရတဲ့တဲ့ထဲမှာဒီရက်ပိုင်းမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံသားတွေဇက်တိုက်ကိုမှဖမ်းဆီးခံရတာဖြစ်ပါတယ်။ဒီပိုင်းအောင်ကပ်ပေါ့လေလုံတမလက်မှတ် လုတ်ပေးမယ်အစ်စ်ပေါ့လုတ်ပေးမယ်ဆိုတဲ့သတင်းကြောင့်မရှိမဲ့ရှိမဲ့အာဒီပတ်စံတွေကိုစုချီငားပြီးတော့ပေါ့လေထိုင်းဘက်မှာတရားဝင်အလုလုခွင့်ရဖို့တရားမဝင်တဲ့လမ်းကြောင်းတွေကနေဇက်တိုက်ဝင်လာနေတာလည်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပန်းရောင်ကတ်ပေါ့လေဒီလက်မအစ်စ်လုတ်ပေးမယ်အစီအစဉ်ကရက်သွားသလိုတစ်ဖက်မှာဆိုလို့ရှိရင်လည်းအဖမ်းစည်းတွေကတော်တော်လေးကိုစိတ်လာပါတယ်အခုလည်းဒီမြန်မာထိုင်းနယ်ဇက်ကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့ ်မာနိုင်ငံသား162ယောက်ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့သူတွေထဲမှာဆိုလို့ရှိရင်အသက်18နှစ်မပြည့်သေးတဲ့လူငယ်17ယောက်ပါဝင်လာတာဟာတော်တော်လေးကိုစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်ပါတယ်။ဒီဖမ်းဆီးမှုဟာဆိုလို့ရှိရင်အော်တိုဘာလ19ရက်နေ့မနက်ပိုင်းမှာကန်ချနာဘူရီခရိုင်ရဲ့အုပ်ချုပ်ရေးမှူးနောက်ပြီးတော့ထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့တွေပူးပေါင်းပြီးတော့ရွာအဆက်ကတောထဲမှာပုံနေတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့သူစုစုပေါင်း162ယောက်ထဲမှာအမျိုးသား92ယောက်အမျိုးသမီး59ယောက်နဲ့အသက်15နှစ်ကနေ18နှစ်ကြားပေါ့လေလူငယ်အမျိုးသား8ယောက်အမျိုးသမီးငယ်3ယောက်ပါဝင်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်သူတို့တွေဟာမြန်မာနိုင်ငံရဲ့နယ်စပ်မျိုးဖြစ်တဲ့ဖျားသုံးစုကနေတဆင့်ဒီရေလန်းကားလန်းနောက်ပြီးတော့တောလန်းပေါ့လေအဲ့ဒီဒီတရားမဝင်တဲ့လမ်းတွေကိုအသုံးပြုပြီးတော့ထိုင်းနိုင်ငံတဲကိုဝင်လာကြတာဖြစ်ပါတယ်နောက်ထပ် လာခေါ်မဲ့ပွဲစားကိုအဲ့ဒီဒီဒီရွာအဆက်ကတောလေးထဲမှာပေါ့လေစောင့်နေတုံးသူတို့တွေအဖမ်းခံခဲ့ရတာလို့ဆိုပါတယ်သူတို့တွေဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံဒါမှမဟုတ်မလေးရှားနိုင်ငံတို့မှာ အလုတ်လုတ်ဖို့ဆိုရဲမျှော်လင့်ချက်နဲ့ရောက်လာကြတာဖြစ်ပါတယ်ပွဲစားတွေကိုဒီတယောက်ကိုပေါ့လေဒီတဲကိုလာဖို့အတွက်ထိုင်းဘတ်ငွေ2000ကနေ2400အထိပေးခဲ့ရတယ်လို့ထွက်ဆိုကြပါတယ်ဒီလူတွေဟာထိုင်းနိုင်ငံထဲမှာရှိတဲ့စမုတ်ဆာခွန်ပြီးလို့ရှိရင်ဘန်ကောက် ပြီးရင်ချွန်ဘူရီအယုဒ္ဓယာနဲ့အာဆုံခလာစတဲ့အထိုင်းနိုင်ငံတွေကမြို့ကြီးတွေမှာအလုလုဖို့စီစဉ်ထားတဲ့သူတွေနဲ့မလေးရှားကိုဆက်ထွက်မဲ့သူတွေပါဝင်တယ်လို့ဖော်ပြကြပါတယ်။လက်ရှိမှာတော့ဖန်စီခံထားရတဲ့သူတွေအားလုံးကိုကန်ချနာဘူရီခရိုင်ရဲစခန်းမှာထိန်းသိမ်းထားပြီးတော့ဥပဒေအရဆက်လက်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြပြသွားမှာပါနိုင်ငံတကာသတင်းကိုတော့ကျမတို့မြေရှားတတ်ထုအကြောင်းနဲ့ဆက်ရအောင်ပါအမေရိကန်သမ္မတဒိုနယ်ထရမ့်ကအမေရိကန်ဒေါ်လာ8.5ဘီလီယံတန်ဖိုးရှိတဲ့မြေရှားတတ်ထုတွေဝယ်ဖို့အတွက်ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနီစ်နဲ့ဒီစာချုပ်ချုပ်ဆိုလိုက်ပါတယ်သမ္မတထရမ့်ကဩစတြေးလျဝန်ကြီးချုပ်အန်တိုနီကိုအောက်တိုဘာလ20ရက်နေ့တနင်္လာနေ့ကအိမ်ဖြူတော်မှာလက်ခံတွေ့ဆုံပြီးတော့သတင်းမီဒီယာ ရာတွေရှိမှာပဲလက်မှတ်ရေးထူးခဲ့ကြတာဖြစ်ပါတယ်။သဘောတူညီချက်အရတော့အမေရိကန်နဲ့ဩစတြေးလျနှစ်နိုင်ငံလုံးဟာလာမယ့်6လအတွင်းမှာမြေရှားသတ္ထုဒုဖော်ရေးနဲ့တန့်စင်ရေးလုပ်ငန်းတွေမှာဒေါ်လာဒီ1ဘီလီယံပေါ့လေ1ဘီလီယံစီထည့်ဝင်သွားကြမှာဖြစ်ပါတယ်။ဒီစီမံကိန်းကိုဩစတြေးလျနိုင်ငံမှာအကောင့်ထည့်ဖို့မှာဖြစ်ပါတယ်။အဲစီမံကိန်းမှာတော့အုပ်စု3ခုပါဝင်မှာဖြစ်ပြီးတော့အမေရိကန်ဩစတြေးလျဖက်ဆက်စီမံကိန်းကတစ်ခု။ဩစတြေးလျတည်တပ်စီမံကိန်းကတစ်ခု။နောက်ပြီးတော့ အမေရိကန်၊ဩစတြေးလျ၊ဂျပန်ဖက်ဆက်စီမံကိန်းကတစ်ခုပါဝင်တာဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာရှိတဲ့8.5ဘီလီယံတန်ဖိုးရှိတဲ့မြေရှားတပ်ထုတွေကို2ဖို့တန်းစင်ကြမှာဖြစ်ပါတယ်။အမေရိကန်ဟာဒီလျက်စစ်ကနောက်ပြီးတော့ဖုန်းပေါ့လေဖုန်းတွေကွန်ပျူတာတွေစတဲ့ electronic ပစ္စည်းတွေနဲ့ဒီလေအားအတာပိုင်းတွေနောက်ပြီးတော့ solar cell အာ lithium battery တွေနောက်ပြီးတော့ LCD monitor တွေစတဲ့ဒီခေတ်မီနည်းပညာပစ္စည်းတွေကို ထုတ်လို့ရမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတထုကိုတရုတ်အပေါ်မှာမိခိုနေရမှုကိုရှော့ချနိုင်အောင်ကြိုးစားနေတာလည်းဖြစ်ပါတယ်တရုတ်နိုင်ငံကမြေရှားတထုတင်ပို့တာနဲ့ပတ်သက်ပြီးတော့ကန့်သက်မှုအသစ်တွေကိုထပ်လုပ်ပြီးအဲထပ်လုပ်နေပြီးတော့ဒီအမေရိကန်ကတရုတ်ပို့ကုန်တွေကိုနောက်လာအစပြီးတော့တရားရာဂိုင်တော့အခွန်ကောက်ဖို့လုပ်နေတဲ့အချိန်မှာဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်ကြတာပဲဖြစ်ပါတယ် ဒုတိယကတော့ယူကရိန်းစစ်ပွဲသတင်းတပုတ်ပါဆိုတော့ယူကရိန်း drone တွေဟာရုရှားနိုင်ငံကကမ္ဘာအကြီးဆုံးတဘာဝဓာတ်ငွေ့စက်ရုံတွေကအဲတခုပေါ်ပေါ့လေကြာရောက်ပြီးတော့စက်ယုံကရက်ဆိုင်သွားခဲ့ရပါတယ်တနင်္ဂနွေနေ့ကပြစ်လွတ်လိုက်တဲ့ drone တွေဟာရုရှားနိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ Kazakhstan ရုရှားနဲ့ကာဇက်ဒေတာကတဘာဝတန်းငွေတွေကိုပြုပြင်တန့်စင် ထုတ်လုပ်တဲ့စက်ယုံကိုထိမှန်ပြီးတော့စက်ယုံရဲ့အစိတ်ပိုင်းတချို့မီးလောင်သွားခဲ့တာပဲဖြစ်ပါတယ်။အိုရင်ဘတ်လို့ခေါ်တဲ့ရုရှားအစိုးရပိုင်တဲ့ကုမ္ပဏီကလည်းပတ်နေတဲ့ဒီစက်ယုံဟာရုရှားအနေနဲ့ရောကမ္ဘာအတိုင်းတာအရပါအကြီးမားဆုံးစက်ယုံတွေထဲမှာပါဝင်ပြီးတစ်နှစ်ကိုတဘာဝတန်းငွေအရေးကုဘမီတာ 55ဘီလီယံထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။ကာဇက်စ်အာနာပိုင်တွေရဲ့အဆိုအရတော့ဒီ drone တိုက်ခိုက်မှုဟာဆိုလို့ရှိရင်အလုံယုံတစ်ခုကို ထိခိုက်ပြီးတော့မီးလောင်သွားတဲ့အတွက်လုပ်ငန်းတွေရပ်ဆိုင်ထားရပါတယ်။ရုရှားရဲ့စစ်အုံစည်းတွေကိုအဓိက ပံ့ပိုးပေးနေတယ်ဆိုပြီးတော့လောင်စာဆီထုတ်လုပ်မှုတွေကိုယူကရိန်းကမကြခင်လတွေအတွင်းမှာပဲပြစ်မှတ်ထားတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။အောက်တိုဘာလ18ရက်နေ့အိမ်ဖြူတော်မှာအမေရိကန်သမ္မတဒိုနယ်ထရမ့်နဲ့ယူကရိန်းသမ္မတအာဗိုလိုဒီမာဇလန်စကီတို့တွေ့ဆုံရမှာတော့ယူကရိန်းကတောင်းတဲ့ဒီတာဝေးပစ်ပဲ့ထိန်ဒုံးကြီးတိုမာဟော့ခ်တွေပေးဖို့သမ္မတထရမ့်ကညှင်းဆိုခဲ့ပြီးတဲ့နောက်မှာဒီတိုက်ခိုက်မှုတွေဆက်ရှိနေတာပဲဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာတော့အပြစ်ခတ်ရဲစဲရေးပြက်ပြီးတဲ့နောက်မှာဒီအပြစ်ခတ်အပြစ်ရက်ပေါ့လေသဘောတူညီချက်ကို ပြန်လည်ထိမ့်သိမ်းသွားမယ်လို့အစ္စရေးကပြောပါတယ် အာဟာမတ်စ်တွေကသဘောတူညီချက်ကိုချိုးဖောက်ပြီးတော့ဂါဇာတောင်ပိုင်းယာဖာဒေသမှာရှိတယ်အဲ့ဒီယာဖာမှာရှိတယ်အစ္စရေးတပ်ဖွဲ့တွေကိုတင်းဖြတ်ဒုံးကျည်တွေနဲ့ပစ်ခတ်လို့အစ္စရေးစစ်သား၂ယောက်တိတ်ဆုံးခဲ့ရတယ်လို့အစ္စရေးဘက်ကဆွဆွဲခဲ့ပါတယ်ဒီဆွဆွဲချက်နဲ့ပတ်သက်လို့ဟာမတ်စ်တွေကသူတို့ဘာမှမသိရဘူးလို့တုံ့ပြန်ပါတယ်အဲ့ဒီနောက်တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ဂါဇာတလျှောက်မှာဒီအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါဆေးရုံရဲ့တည်င်း အရေးမြစ်တွေအရာဆိုလို့ရှင်ရင်တော့ဒီ Israel လေးချောင်းတိုက်ခိုက်မှုကြောင့်လူ44ယောက်သေဆုံးခဲ့ရပါတယ်။ညပိုင်းမှာတော့ Israel ကာကွယ်ရေးတပ်ဖွဲ့ IDF ကအပြက်ခတ်ရစဲရေးကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီးတော့ချုပ်ဖောက်မှုတွေကိုအခိုင်အမာတုံ့ပြန်သွားမယ်လို့ကြေညာချက် ထုတ်ပြန်ပါတယ်။ American ရဲ့ဂျာဝင်စစ်စမ်းမှုနဲ့ Israel နဲ့ Hamas တို့အကြားမှာအပြက်ခတ်ရစဲရေးသဘောတူညီမှုကိုအော်တိုဘာလ10ရက်နေ့မှာအာစတင်ခဲ့ပြီးတော့ပြစ်ခတ်မှုတွေကိုချက်ချင်းရပ်ခဲ့ပါတယ် ယ်။အဲ့ဒီနောက်ဟာမတ်ကအစ္စရေးဒီတရားခံတွေနဲ့တေဆုံးသူ12ယောက်ရဲ့ရုပ်ကျွင်းတွေကိုအာပြန်လည်ပေးအပ်ခဲ့ပါတယ်။အစ္စရေးကဒီပါလက်စတိုင်းအကျဉ်းသား250နဲ့ဂါဇာမှာထိမ့်သိမ်းထားတဲ့လူ1918ယောက်ကိုလွတ်ပေးခဲ့ပါတယ်။ပါလက်စတိုင်း15ယောက်ရဲ့ရုပ်ကျွင်းတွေကိုလည်းပြန်ပေးခဲ့ပါတယ်။ Planet Media ကိုရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာဆိုလို့ရှိရင်ရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။